ိန္ဒိယနိုင်ငံလက်တက်ဒေတာမှာတော့ဒီဆန္ဒပြမှုတွေဆက်ပြီးတော့ဖြစ်နေပါတယ်လက်တက်ဒေတာဟာတရုတ်နဲ့ပါကစ္စတန်နယ်စပ်ဂျမူးနဲ့ကက်ရှမီးယားဒေတာတွေမှာရှိတာဖြစ်ပါတယ်အခုအချိန်ထိတော့ပြည်နယ်အဆင့်တမတ်ရေ တောင်းဆိုဆန္ဒပြမှုတွေတဲမှာတည်ဆုံတဲ့သူ၄ယောက်ရှိသွားပါပြီ။လက်တက်ဒေတာအာခံတွေကပေါ့လေဒီလေနဲ့အာကာဂျောခရိုင်နှစ်ခုပေါင်းပြီးတော့ပြည်နယ် အဲအဖြစ်သတ်မှတ်ပေးဖို့နောက်ပြီးတော့အရှိမြောက်ပိုင်းဒေတာကလူမျိုးစုတွေလိုမျိုးသူတို့မြေယာတွေကိုဥပဒေတွေနဲ့အကာအကွယ်ပေးဖို့ပြီးတော့ဒီအလုတ်ကန်အခွင့်လန်းတွေကို ခွဲတန်းသတ်မှတ်ပေးဖို့ပါလီမန်အမတ်နေရာနှစ်နေရာပေးဖို့အတွက်တောင်းဆိုနေကြတာပါလက်တက်ဒေတာမှာတိဘက်အနယ်ဝင်တွေဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေက လေခရိုင်မှာအဓိကနေထိုင်ကြပြီးတော့ကာဂျောခရိုင်ထဲမှာတော့မွတ်စလင်တွေအများစုနေထိုင်ကြပါတယ်အခု ဆန္ဒပြပွဲရဲ့ထူးခြားချက်ကတော့အဲ့ဒီဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေပူးပေါင်းပြီးတော့လူငယ်တွေရဲ့ဥဆောင်မှုနဲ့ဆန္ဒပြနေကြတာဖြစ်ပါတယ်။